ရှိုးဝါယောင်ဆရာတော်နတ်ဇောလိုလူတိများတဲ့အမေရိကန်နိုင်ငံသားဆရာတော်ဥပညာဇောတဒီကနေ့အော်တိုဘာလ30ရက်နေ့လယ်နှစ်နာရီခွဲမှာရန်ကုန်အချင်းထောင်ကနေပြန်လည်လွတ်မြောက်လာပါပြီဆရာတော်ကိုဘလို့ပုံစံနဲ့လွတ်ပေးလိုက်တယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေမသိရသေးပေမဲ့ရေပူအားအဖြစ်တော့နိုင်ငံသားဖြစ်တဲ့အတွက်ပြည်နေနံပေးလိုက်တဲ့သဘောလို့ယူဆရပါတယ်ဆရာတော်ဟာဘယ်သူမှမျှော်လင့်မထားတဲ့အချိန်မှာရုတ်တရက်ပြန်လွတ်လာတာဖြစ်ပါတယ်ဆရာတော်ဥပညာဇောတဟာအမေရိကန်နိုင်ငံသားခံယူထားသူဖြစ်တာကြောင့်ပြန်လွတ်တဲ့ဒီကနေ့မှာပဲ ရန်ကုန်ကနေနေထွန်းချင်းပဲပြန်လည်ထွက်ခွာသွားပါပြီဆရာတော်ဟာရန်ကုန်မှာရှိတဲ့အမေရိကန်တန်ယုံရဲ့အကူအညီနဲ့ရန်ကုန်ကနေထန်းနိုင်ငံဘန်ကောက်နဲ့ဒူဘိုင်းတို့မှာလေယာဉ်ပြောင်းစီးပြီးအမေရိကန်နိုင်ငံနယူးယောက်မြို့က JFK လေဆိပ်ကိုပြန်သွားကြောင်းနှိဆက်သူတွေကတစင်သိရပါတယ်ဆရာတော်ဥပညာဇော်တာကိုရန်ကုန်မြို့စော်ဘွားကြီးကုန်းမှာမနစ်2024ခုနှစ်နိုဝင်ဘာ17ရက်နေ့မှာအာဏာပိုင်တွေကဖမ်းဆီးခဲ့ပြီးအင်းစင်ထောင်မှာချုပ်နှောင်ထားခဲ့တာပါနောက်ပိုင်းမှာတော့ဆရာတော်ကို စစ်တပ်ကိုအကြီးအကျယ်ပြစ်ဆင်မှုပုံမှန်905ကကြီးလူမှုကြည့်ကြရေးအဥပဒေပုံမှန်731အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွဲဖြစ်တဲ့90ညနဲ့90နှစ်ကကြီးစုစုပေါင်းပုံမှန်၄ခုနဲ့အမှုဖွင့်ဆွဲချက်တင်ထားခဲ့တာပါ ဆရာတော်အမှုကိုထောင်တွင်းတရားရုံးမှာကြားနာစစ်ဆေးခဲ့တယ်လို့တရားရုံးအတိုက်အဝန်းကပြောပါတယ်ဆရာတော်ဟာအရင်ကလည်းနိုင်ငံရေးအမှုနဲ့ဖမ်းဆီးအကျဉ်းချခံရဘူးသူနိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်တယ်လို့2009ခုနှစ်ရှဝါယောင်တော်လိုင်းရေးမှာပါဝင်ခဲ့မှုအတွက်နောက်ွယ်မှာပြစ်ဒဏ်ချခံခဲ့ရဘူးပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ